်မင်္ဂလာဆိုတောင်းချမ်းသူများဟာ AI ရဲ့စီမောင်းတော့ data မှာအင်ဂျင်ဘာသာဝင်များကိုအစုလိုက်အပြုံလိုက်တက်ဖြတ်ခြင်းမှာမှန်ကန်ကြောင်းကြေညာချက်ကိုမင်္ဂလာ disk တို့ကအယုံကြည်မရှိဆိုပြီးတော့ဖော်ချခဲ့ပါတယ်။ထို့ပြင်နိုင်ငံနယ်စပ်မှာရှိတဲ့ concrete ဘဏ်ကများကိုစတင်ဆောက်လုပ်လာခဲ့ပါတယ်။ဆိုရရင်စပောင်းငန်းကိုဘင်္ဂလားဒေ့သတင်းစာတစ်စောင်ကရေးသားခဲ့ပြီးဖြစ်ပါတယ်။ရခိုင်ပြည်နယ်လူမှုဆန္ဒခိုင်မှုလို့ရန်လူလားပြီလားဆိုတဲ့ခေါင်းစဉ်နဲ့ ဇီရှန်ကမ်ဆိုတဲ့လူကရေးသားခဲ့ပြီးရင်းရေးသားချက်ကိုမတ်လ20ရက်နေ့မှာဘင်္ဂလားဒေ့ရှ်ဒါကာထရိုဘင်သတင်းစာမှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ဒါရင်တို့ဟာဘင်္ဂလားဒေ့ရှ်နဲ့ပေါင်ပါလားမြန်မာနဲ့ပေါင်ပါလားဆန္ဒယူစရာလိုလားပြီးဆိုဆိုရပေတော့မယ်။ရခိုင်ကိုဆိုရင် KIA ကမင်းသားတလက်ဖြစ်တယ်။ရခိုင်အကြောင်းကိုဆိုရင် KIA ကမင်းသားတလက်ဖြစ်ပါတယ်။ KIA 2010 ဖေဖော်ဝါရီလမှစတင်ပြီး၎င်းတို့နဲ့ပလင်းတူဘူးစုနနက်ကန်ကူညီများဖြင့်မဟာဗျူဟာတရက်ကိုချမှတ်ခဲ့ပါမယ်။၎င်းမှာအရှင်းမြမအနောက်ပိတ်ဆိုရေးမဟာဗျူဟာဖြစ်ပါတယ်။သူတို့ဟာတရုတ်နိုင်ငံနဲ့ဘွားတို့ရဲ့အကူအညီကိုရယူလက်တမတော်အစ်စ်များကိုတိုးချက်ကစည်းခဲ့ပါတယ်။မိခနဲ့မလိခအမိသားတရိကံဒေတာမှစွန်ပရာဘွန်တိတခင်ဘဂဗတရားတဲ့စစ်ဒေတာဖြစ်တဲ့ပန်ဝါစော့လော်ဒေတာများကိုတိုက်ခိုက်တာ နေပြီးချုပ်တင်လာခဲ့ကြပါတော့တယ်ချီဝါတန်ဝေဒီတတရားများကိုဖြစ်စီခဲ့ကြတယ်။၎င်းပြင် KAI ဌာနချုပ်ကို license post လို့ခေါ်တဲ့ license ရဲ့အထက်မှာ ပြောင်းဖွင့်က KAI DSC ဆိုတဲ့ KAI ဘူတင်နှောင်းကိုပါဖွင့်ခဲ့ပါတယ်။ KAI က၎င်းတို့ကိုယ်တိုင်ထုတ်လုပ်တဲ့ငွေစေဝါနဲ့လက်နက်များဝါထေတာမှထုတ်လုပ်တဲ့ငွေစေဝါနဲ့လက်နက်များအိန္ဒိယမှတစ်ဆင့် Afghanistan Afghanistan ပို့ဆောင်ရေးစစ်တပ်ရေးကိုယ်ရံများကိုထူထောင်ခဲ့ကြပါတယ်။ အိန္ဒိယနယ်စပ်မှာအခြေစိုက်စခန်းများထူထောင်ပါတယ်။မကြာခင်ကထိုစခန်းများကိုအိန္ဒိယတပ်မတော်နဲ့မြန်မာတပ်မတော်ကပူးပေါင်းရှင်းလင်းခဲ့တယ်ဆိုတဲ့သတင်းရရှိပါတယ်။အိန္ဒိယမှာကရန်ရအကြံကြီးကြံခဲ့တယ်။ဖာကန်ရေမစေးကြောက်ကောက်နေတဲ့ရခိုင်တိုင်းသားတွေကိုပြည်သူတွေအေးအေးကိုစတင်ဖွဲ့စည်းပေးခဲ့တယ်။လူတွေလူသားတွေလည်းအခြေခံတသားတဲ့ KIA DSA တို့မှာရခိုင်တိုင်းသားများကိုတက်ရောက်စေပြီး က်ရောက်စေခဲ့တယ်ဒါကတမမမပြစ်လိုက်တဲ့အမြောက်ကြီးစံဟာ KI ရဲ့ဗိုလ်တင်နန်းအကြောင်းပေါ်မှာကြောက်ရောက်ပောက်ကွဲပြီးတည်ဆုံးသူများထဲမှာရခိုင်တင်နန်းသားတွေပါဝင်ခဲ့တယ်ဆိုတာကိုသိရှိခဲ့ရပါတယ်ဆင်စစ်2010မတိုင်မီကလေးက KI ကကက်ရှမီးယားအစ္စလာမ်များနဲ့ရွှေလန်းငွေလန်းဖောက်ခါနာဂါလန်နဲ့မဏိပူမာရာမှတဆင့်အာဖဂန်နစ္စတန်၎င်းမှဆီးရီးယားထိခြေဆက်ကြပြန်ပြီးလက်နက်နဲ့မွေးစည်းဝါးများကိုပို့ဆောင်နေခဲ့ပြီဖြစ်ပါတယ်။ ပြိုင်နေဖြင့်၎င်းတို့ရဲ့ကွန်ပျူတာလမ်းဖြစ်အစ်စ်ဖြစ်တဲ့လူနဲ့များမွေးစေဝါများဘင်္ဂလားဒေ့ရှ်မြောက်ပိုင်းမှာအောက်ခံတို့သွားတဲ့အခိုးလမ်းများကိုတုံးမှာရန်ရခိုင်မြောက်ပိုင်းဒေသအမာခံများချမှတ်ထားနိုင်ရန်လိုအပ်လာပါတယ်ဒါကြောင့်မလို့အေအေကိုလက်နက်များပုံရောထောက်ပံ့ပြီးရခိုင်နယ်မြေတွင်တုတ်သွင်းပါတော့တယ်။အေအေကိုယ်တိုင်တွင်သိကြမှာ တိကောင်းမှသိပါလိမ့်မယ်။သိတယ်လို့လည်းမထင်ပါဘူး။ဒါတော့ကိုချင်းနေရရက်ကိုမြမတက်မတော်ကတော့သိရှိနေပြီဖြစ်ပါတယ်။လောင်နဲ့ထူးခြားတဲ့မှာ CIA တို့က AA ကိုအာရုံကျခဲ့ခြင်းဖြစ်ပါတယ်။ဘရီနိုင်ငံရေးက KIA ကတဆင့် AA ကိုထောက်ပံ့ပေးခဲ့ပါတယ်။ KIA ကလည်း၎င်းတို့ရဲ့မူလဗျူဟာမပြတ် AA ကိုထောက်ပံ့တာလက်နက်များအာဖဂန်ဒီကန်အာဖဂန်တို့ပြည်ရန်ဝိစီဝါများဘုံများကိုပါ ဘုံဘောလောရခိုင်နယ်သို့တွင်းလာခဲ့ပါတယ်။ထို့မှမွေးစေဝါများအေတက်အကျိုးတူလုပ်ငန်းတစ်ခုဖြစ်လာခဲ့ပါတယ်။မွေးစေဝါလုပ်ငန်းဟာအေနဲ့အကျိုးတူဆောင်ရွက်တဲ့လုပ်ငန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကြောင့်အေအေနဲ့မွေးစေဝါအဆက်ဆက်ကိုတက်မတော်ကခြေရာခံနိုင်ခဲ့ပြီဖြစ်ပါရခိုင်အထက်ကရေးစာမှာ JRS ဖြစ်ပါတယ်တကယ်တော့ ။ AIS ကအနောက်အုပ်စုနဲ့ OIC ကမွေးထားတဲ့လက်နက်ကင်အကြမ်းဖက်တောင်းကျမ်းသူဖြစ်ပါပဲ။ AIS စကမ်းများကိုမြန်မာတပ်မတော်ကဝန်ရောက်ရှင်းလင်းတဲ့နေရာမှာအနောက်အုပ်စုလူမှုကွန်ရက်ရေးများနဲ့ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများပေးထားတဲ့ရိတ်ခါတုံများကိုတွေ့ရှိခြင်းကတက်တည်ခံခဲ့ပါတယ်။မြန်မာနေသားသောတက်ရေစကန်30တချို့နဲ့ဝန်ရောက်တိုက်ခိုက်ခံရပြီး နေကြသောရဲဝဲနှံများပါဝင်ဟိန္ဒူဘာသာဝင်များတိုင်းရင်းသားရခိုင်များ စုစုပေါင်း ရာကျော်ကိုတက်ဖြတ်တဲ့ AIS ရဲ့ရက်ဆက်တဲ့အကြမ်းဖက်မှုကြီးကိုတရားပြန်အောင်အနောက်မီဒီယာများကဝါဒဖြန့်ပေးခဲ့ကြပါတယ်မြန်မာတပ်မတော်ကမိမိတိုင်းရင်းသားပြည်သူများရဲ့အသက်အိုးအိမ်စီးတဲ့များကိုကာကွယ်ရန်နိုင်ငံရှင်လေးများကိုအင်အားအလုံးစုံတုံးကလူမျိုးစုံတက်ဖြတ်တယ်ဆိုပြီးဆွဆွဲခန့်ခံခဲ့ရပြန်ပါတယ်။ထို့သော AIS ဟာလူသူများစုဆောင်းပြီးအင်အားတိုးချဲ့ခြင်းကိုအကြီးအကျယ်လှုပ်ဆောင်နေကြောင်းဖမ်းမိတဲ့ AIS တပုံတွေကတုံးမန်းတွေကပြပြခဲ့ကြပါတယ်။ ထို့ပြင်မလေးရဲတပ်ဖွဲ့ရဲချုပ်စူစီဟာရန်က ISL ကျန်းဖတ်သမားများဟာတာဝန်နဲ့ဆန္ဒခရိုင်များမှတဆင်ရခိုင်ပြည်နယ်နဲ့ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းသို့ကူပြောင်းထားကြပြီဖြစ်ကြောင်းရင်းနေရာများမှာ IS အကြမ်းဖက်များက၎င်းတို့ရဲ့အကြမ်းဖက်လုပ်ငန်းများဆက်လက်တည်တက်လေပတ်နိုင်ရန်အခြေစိုက်စခန်းများထူထောင်သွားပဲရှိကြောင်းရှင်းပြခဲ့ပူတာသိရပါတယ်။ရခိုင်ကအနေရလမ်းမှာပန်းသစင်ဖြစ်နေပါပြီ။ဖြစ်လို့ရရှိနေပါပြီ။ အင်းများရှုပ်ထွေးနေတဲ့ရခိုင်ရဲ့အရေးဟာအေးအေးရဲ့ညံနေမှုကြောင့်မိဟိုဟိုတောက်ရတဲ့အနေအထားနဲ့တစားစီပြုတ်ကွဲခဲ့ရပြီဖြစ်ပါတယ်။ဒီချိန်လေးကိုမိသူကတာဝန်ယူပါမယ်နဲ့တမတော်ကနော်ပိုင်းတိုင်းစစ်ထဏာချုပ်နေမြေကိုအဘဲကြောင့်အပြစ်ခက်ရစေးအေရိယာတွင်ထက်သိမ်းခြင်းမပြုတ်ခဲ့ဘူးလို့နားလည်နိုင်တော့ပြီလို့ထင်ပါတယ်။ တမတော်ကရခိုင်ပြည်နယ်ကိုအဖြူအောင်ငယ်မြေမဖြစ်မချင်း၎င်းတို့ရဲ့စစ်စင်ရေးကိုရပ်တန့်မှာမဟုတ်ကြောင်းလည်းအတီလင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။ငခုတဲကပဲဗမာမိုက်ဇေးရှင်းခံနေရပြီဟူသောရခိုင်များကဗမာကိုအမိုးဆုံးဖြစ်နေသည်ဟူသောစိတ်အခံဖြင့်မြမတက်တော်ပေါ်ချင်းတက်လင်းအမှန်တရားကိုမြင်နိုင်ကောင်းလိမ့်မယ်လို့အထင်ပါဦး။အနေလန်းကပန်းသင်းတွေကိုကဲတင်နိုင်ဖို့ဦးလာစောတို့လိုရခိုင်နိုင်ငံရေးသမားများမဟုတ်တဲ့ လာဇဝင်တဲ့ကမခင်ဖြစ်ခြင်းသူထွန်းမြတ်နိုင်လည်းမဟုတ်ပါဘူးလေတဲ့ကအယူကြီးလည်းမဟုတ်ပါဘူးနေသူဒါဖြစ်နိုင်လဲဆိုတာကိုတော့အပြေရှားကြည့်နိုင်ပါတယ်အခုတင်ပြပေးခဲ့တာကတော့ရခိုင်ပြည်နယ်ရဲ့အနီရီကြားမှာကြာရောက်နေတဲ့ရခိုင်ပြည်နယ်ရဲ့အချက်လက်တွေကိုသိရှိသွားပြီလို့ထင်ပါတယ်ဒါဆိုလို့ရှိရင်ရခိုင်ပြည်ကြီးကိုအနီရီကနေပြီးတော့ကဲတင်နိုင်တဲ့လူဟာ ိုးဦးလှဆောလို့ရခိုင်နိုင်ငံရေးသမားတွေလားထွန်ပြနိုင်လို့လို့ဘရင်စိတ်ဝင်နေတဲ့ပြည်သစ်သမားတွေလားဒါမှမဟုတ်ရင်ဘယ်သူလဲဆိုတာကိုတော့သဘောပေါက်တော့ပြီလို့ထင်ပါတယ်ရခိုင်မြည်ကြီးရခိုင်တိုင်းသားတွေငင်းငင်းကြံ့ကြံ့နဲ့ပြောင်စုမြန်မာနိုင်ငံတွင်းမှာဥမကွဲတိုက်မဲ့ပြက်နဲ့ချစ်ချစ်ခင်ခင်စီစီလုံးလုံးနဲ့နေနိုင်ကြမယ်နေနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်ကျေးဇူးတင်ပါတယ်